ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘောင်မီခေါ်တာ channel လေးကနေစေဝင်စားပွဲထူးခြားဆန်းကျင်ကမ္မရဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ခါကြောက်ရလို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်ကာယတနာသိတိဝင်စင်မန်ဆွေကိုထိုက်တန်စွာရခဲ့သူလို့မိရတဲ့စေဝင်စားပွဲထူးခြားဆန်းကျင်ကမ္မရဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးမှာဖြစ်လို့ခံစားနှောစင်အားပေးကြပါဦးခင်ဗျာ။ အနေနဲ့ရဲ့ရမကျွန်တော်ရေမိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်တစ္ဆက်သူကိုယ်တိုင်ကြိတ်ပြီးကျွန်တော်တစ္ဆက်သူကိုယ်တိုင်ရောင်းချပေးနေတော့အယောနောကင်းတဲ့တရားရခိုင်တော်အညာမြေမှာထွက်ရှိတော်တဘာဝမြေပဲစုံသည်စစ်စစ်ကိုရောင်းချပေးနေပြီဖြစ်ကြောင်းတည်ငောင်းပါရပါတယ်ဝေယူစာတော်အပေးခြင်းနဲ့ဆိုပါကဒီပတိယမှာတင်ထားတဲ့ဖုန်းနံပါတ်နဲ့ဖိုက်ပါမှာဆက်သွယ်မိမြန်စုံစမ်းမှာယူနိုင်ပါပြီခင်ဗျာကာယဒနာတိဋ္ဌိဝင် စင်မှန်ဆိုနဲ့ကျွန်ုပ်ရဲ့ကိုယ်တွေ့ဖြစ်ရမြောင်းတပြည့်တီးပုံမြောက်ဖို့ရန်အတွက်တပြည့်ချမ်းမောင်ဆိုင်ကနေကာလန်ခေကိုကျွန်တော်သွားပြီးတော့ပို့တင်စင်နေတင်ဆောင်လာတော့ကားတွေထဲမှာစင်စိုးကြီးတင်ဆောင်လာတဲ့ကားဟာကိန်းနဲ့မလန်မကန်ပါရက်လို့ကားပေါ်မှာတဝုံဝုံတောင်းကျနေတာကိုလူငါရောက်ကဝိုင်းပြီးတော့ထိနေကြတာကိုတွေ့လေရပါတယ်အချင်းတော်ကြတော့မှ စင်ကြီးကငြိမ်းသွားလို့ကားမောင်းထွက်သွားတယ်ကြီးမလာတော့စင်ကြီးဖြစ်တယ် သေးထုတ်လို့ရန်ကွင်းပြောင်းလာခြင်းဖြစ်လိမ့်မယ်။စင်စိုးကြီးတင်ဆောင်လာတော့ကမှမြင်ကွင်းမှာပျောက်ကွယ်သွားတော့လေအတွေ့အအယုံတွေကကျွန်တော်ကုမ္ပဏီလုပ်ငန်းလုပ်ကင်ခဲ့တဲ့အခါကယင်းဒီကျွမ်းဝင်ခဲ့ရတော့သေးထုတ်လို့ရေးအဖွဲ့စင်သမားတွေကိုပြေးပြီးတော့တရေရမိတယ်။သေးထုတ်လို့ကြတော့စင်သမားများမှာများတော့အပြင်မိသားစုများနဲ့ခွဲခွာပြီးတော်ကြီးမြမဲတွေမှာမှတ်ကိုက်ချင်းကိုက်ကျုတ်ကိုက်ဖြုတ်ကိုက်စင်ရင်ပင်မလှဆိုမိသားစုစာဝင်နေရတဲ့ နေထိုင်လောက်ကနေကြရရှာပါတယ်သူတို့ခမောင်တိုးတောင်နေတဲ့မောင်နေထိုင်ရခြင်းကြောင့်လောက်ဖို့ကံပန်းများမှလွဲလို့တခြားသူများနဲ့ထိတွေ့မှုလွန်ဆောင်မှနေပါလာတယ်အလုတ်ချင်းဆိုရင်သူတို့မှာဘလောက်ပဲရသေးဥတုကြံတန်းစိုးဝါနေပါသေးလောက်ကန်ကြရတယ်သူတို့ဘဝရဲ့အခြေအနေကိုတိုးကြည့်တဲ့မှာပဲကုံဆုံးပေးနေကြရတယ်ကျွန်တော်တို့ကုမ္ပဏီမှာဝါရခုလောက်သားများရောက်ရှိသွားပြီဆိုရင်တို့တို့မှလွန်ဆောင်မှပျော်ရွှင်နေကြတဲ့ရှိသလို့ ဝါယခုလုံသားများရဲ့ယာယီတဲ့ရင်လေးများဆောက်လုပ်ရကိုဒုနဲ့ဒုယင်းနှိမှုမရှိပါဘဲကုညီလောက်ကိုင်းပေးကြတယ်မိ쇠လူနေကြတော့သူတို့မိ쇠တွေအများကြီးရတော့မှဆိုတဲ့အတွင်များနဲ့ကုညီကြခြင်းဖြစ်ပါတယ်တောတောင်တွေထဲမှာချက်ပြုတ်စားတော့လို့ရတော့ဟင်းနှင်းဟင်းရွက်ပေးများကိုပြတ်တော့ခုပေးကြတယ်ဝါယခုလုံသားများတို့နေစဉ်ဈေးရောက်ပေးတဲ့ဈေးတွေထဲမှာသူတို့တွေဝယ်ချမ်းစရာများပါတော့အဆင်ပြေကြတယ် သူတို့လိုအပ်တာတွေကိုလည်းမြို့ကဝယ်ခဲ့ပေးရန်အတွက်ဈေးတင်နဲ့မှာယူကြရတယ်။အလုပ်သိန်းလိုပြန်သွားကြရင်တော့သူတို့စိတ်မကောင်းဖြစ်ပြီးတော့ကြံခဲ့ကြရတယ်။သူတို့လုံနာရဲ့မြမောင်းဝါရခုလုံသားများနဲ့ဝါရွက်လိုက်ပြီးတော့ခိုးကြတယ်။သူတို့တွေ့ထားတော့ဝါရွက်တော်များစီကိုခေါ်သွားပြီးသူတို့အပေါ်ဝင်ဝေးရှာပြီးတော့ခိုးကြတယ်။တနင်္လာနေ့ချုပ်လောက်မှရှစ်လထိဝါရွက်လုပ်ငန်းကအချိန်ကြာတဲ့အခါမှာဝါရခုလုံသားများငွေကြေးစုဆောင်မိကြတယ်။ စံမီဝါရွက်130ရွက်ဆိုပါကတပိတ္တာရှိပါတယ်ဝါရွက်ကိုအလွယ်တကူခူးယူရရှိပါကတပိတ္တာကို7မိနစ်တောင်ခူးယူခြင်းမကြပါဝါတော်ကြီးများကကြီးမားကျယ်ပြန့်တဲ့ကြောင့်ဝါရွက်ခူးလုံသားများအတွက်ခူးယူရန်ဝါရွက်များမရှိပါခူးယူပြီးတော့ဝါပင်မှာရပိုင်တွင်ဝါရွက်အသည်များပြန်လဲဝေစားလာခြင်းကြောင့်ဝါရွက်များမှာကုန်ဆုံးသွားတယ်လို့မရှိပါစာရေးတို့ကျွန်တော်တို့နိုင်ငံမှာတည်ရန်ဇာတာတွေမြောင်များစွာရှိတဲ့နဲ့ ထုတ်ယူသုံးစွဲမှုမရှိခြင်းကြောင့်နိုင်ငံတွက်ဝင်ငွေများငှုပ်ရှုံးနေစေဖြစ်တယ်။ကျွန်တော်တို့ကုမ္ပဏီမှထုတ်လုပ်ပြီးနိုင်ငံခြားကုမ္ပဏီများကိုတင်ပို့ပေးနေတဲ့ဝါယောဟောင်းကျွန်တော်တို့နိုင်ငံမှာအမိုက်မြေရွေးတို့ဖြစ်သောအကျိုးပြုနေရာမှာရခုခံပေါင်းအမိုက်တွေကနိုင်ငံတော်အတွက်ဒေါ်လာတွေဖြစ်လာခဲ့ရတယ်လို့မိသားစုရန်နေချပြီးစာဝတ်နေမှုတွေကိုဖြည့်ရှင်ပေးလာပါတယ်။မြန်မာနိုင်ငံမှာဝါရွက်ကဲ့သို့သောတည်ရန်သာသာမြောင်းမြောက်များစွာရှိနေပါသေးတယ်။ ပြည်သည့်ဖိထွက်ဆိုးကျိုးမှမရှိတော့လုပ်ငန်းများစွာကိုလုပ်ငန်းရှင်နှင့်ကုမ္ပဏီများမှဖို့ထုတ်လုပ်ကင်ကြမယ်ဆိုရင် လုပ်ငန်းလုပ်ကင်သူဒေသခံများနဲ့တူနိုင်ငံတော်အတွက်အကျိုးရှိနိုင်တဲ့လုပ်ငန်းများတောတောင်နေထဲမှာရှိနေတာကိုဒေသခံများပြောပြလို့သိကြရပါတယ်။စင်သမားများထဲမှာစေဝစီထွန်းစောဆိုတဲ့အကောင်လေးကစင်သမားတွေထဲမှာအငယ်ဆုံးဖြစ်ပါတယ်။အသက်23နှစ်တောင်မပြည့်သေးပါငယ်စဉ်ကလေးကတော်ရဲမနီတော်ရဲမှာပဲကြီးပြင်းလာခဲ့သူ သူရဲ့ဖခင်ကအစင်းသမားဆိုတော့အဖေနဲ့လိုက်နေရင်အရွယ်ရောက်လာခဲ့ရသူဖြစ်ပါတယ်။ကျောင်းစာကတော့ရေးတဲ့ဖက်တဲ့မူလရန်အောင်အစင်းမြတာငငယ်ရွေးနဲ့စင်ဦးစီးဖြစ်လာရသည်မောင်အထူးသဖြင့်ထွန်းစောဟာစင်နေရဲ့သဘောတဘောဘကိုသိတယ်။အကင်ပါတယ်တတိရှိတယ်။သူကံရတဲ့စင်ကြီးမောင်ဆွဲဆောင်စင်ကြီးဖြစ်တယ်။စင်စိုးကြီးလည်းဖြစ်တယ်။ဘဲစင်သမားမှထွန်းစောရဲ့စင်ကြီးကိုမကန်ရဲကြပါထွန်းစောကိုင်းတဲ့စင်ကြီးကအလုတ်ကျွမ်းကျင်တယ်။ တခြားစင်းတွေထက်အကောင်းနေအပြင်းမှန်းခံနေနေတို့တော့စင်းကြီးပါစိတ်မတည်ရင် လူကိုအန်ဒီရပြုလေရှိသလိုတိုးစင်းကြီးကထိုးတက်ခဲ့တဲ့စင်ဦးစီးတွေမနေတော့ထွင်းစုံနဲ့တွေ့တော့မှအဲ့ဒီစင်စိုးကြီးရဲ့အကျင့်တွေကပျောက်သွားခဲ့ခြင်းဖြစ်ပါတယ်ယခင်ကနာမည်ဆိုးရှိတဲ့စင်စိုးဆိုတော့ဘယ်သူမှမကန်ရဲကြပါစင်ကြီးစိတ်ဖို့တော်ကိုတိလိုက်တာနဲ့လင်းမြန်ဖြစ်လက်တော့ထွင်းစုံကလက်ဦးနေပြီးတော့ဖြစ်နေတော့စင်ကြီးမှာဗီဇပြောင်းနေရပါတယ် ထွင်းဆောင်ကတခြားစင်သမားတွေလိုအတော့စားမရှိ အလို့အာနေရင်ဖိုင်သူကျွန်တော်စီကို လာလေးရှိတယ်။သူတိကျနာတွေကိုပြောပြတဲ့ကျွန်တော်ကိုငေးမောကြည့်နေရင်လည်းစကားဆုံးပြီဆိုရင်ဆရာရဲ့ကျွန်တော်တွေ့ဘူးမြင်ဘူးကျင်လိုက်တာဗျာ။သူကတော့တောင်းတတော့တော့ပြောလေးရှိတယ်။သူမေးလို့ကျွန်တော်ပြောပြတဲ့စကားများမှာအထူးစံနေမဟုတ်ပါလူတွေအကြောင်းမျိုးတွေအကြောင်းတိုးတက်နေတဲ့ခကြီးအကြောင်းတွေပဲဖြစ်ပါလိမ့်။တွင်းဆောင်မှာ လူတွေအများကြီးနဲ့နေဘူးခဲ့ခြင်းမရှိခဲ့။တစ်ကွင်းပြောင်းတော့မှမြို့သားများကိုဖြစ်တော်ဖြစ်လာမြင်တွေ့ဘူးတဲ့သူဆိုတော့ဒီချင်းရှာမပဲလေးဆိုပြီးကျွန်တော်ကိုချင်းဆောင်မိတယ်။တွင်းစောတော်လေးမှာခုမင်းနေရတာစိတ်ညစ်စရာမဟုတ်ပါဘူးကွာ။စဖက်ကွာ။မင်းစဖက်တတ်တာပဲ။စမဖက်နိုင်ရင်ခီးသွားတယ်တဲ့။ခီးသွားဖို့မင်းကမလွယ်ဘူး။စဖက်ပေါ့ကွာ။ငါမင်းကိုစောက်တည်ပေးမယ်။ဖတ်မလားကွာ။ဗျဖတ်မှာပေါ့ဆရာရဲ့ စာဖတ်ရင်မင်းသိချင်တာတွေဘယ်သူကမှမင်းနေကြမလို့ပဲတိလာရလိမ့်မယ်ဘုသူဓာတွေတိုးလာမယ်တခြားသူတွေမင်းနေကြမလို့ပဲသူများပြောတော့ဟုတ်မဟုတ်မှန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 ်အကုန်လုံးသိတယ်နေပြီးတော့နားထောင်နေကြမလို့တော့ဘူးကိုပိုင်ညာနဲ့တွေးကောဝိမာန်နိုင်တယ်ကွာဝမ်းသာတယ်ဆရာကျွန်တော်စာဖတ်ပါမယ်ဒီလိုနဲ့ကျွန်တော်ကထွန်းစော်ဖတ်ဖို့တော့စောက်တွေဝယ်ပြီးတယ်စောက်တွေသူ့လက်ထဲကိုရောက်တဲ့နေ့မှစတင်ပြီးဟောလက်ချင်တိုင်း စာဖတ်နေလေးရှိတယ်။တို့ပြီးတိုင်းကျွန်တော်နဲ့လာရောက်ဆွေးနွေးလေးရှိတယ်။ဒီလိုနဲ့ထွန်းဆောင်မှာဇာဝတ်တော်တော်များများကိုဖတ်ပြီးသွားပြီးတဲ့နောက်ရခင်ကလည်းမဟုတ်တော့သူရဲ့တွေးခေါ်မှုများအတွေးမြင်များကိုကျွန်တော်ကြားလာရတယ်။ရခင်ကလည်းစကားပြောရင်ငေးမောနားထောင်နေခြင်းမဟုတ်တော့ဘဲဝင်ရောက်ဆွေးနွေးလာတဲ့အထိတိုးတက်လာခဲ့တယ်။စာဖတ်ခြင်းကြောင့်တိုးတက်သွားတဲ့ထွန်းဆောင်ကိုကျွန်တော်ကြည့်ပြီးတော့ပီတီဖြေရပါတယ်။တကယ်မှာထွန်းဆောင်ကျွန်တော်စီကို ရောက်ရှိလာခဲ့တယ်။ရောက်ရောက်ချင်းပါပဲ။ဆရာကိုကျွန်တော်လက်ဆောင်တစ်ခုပေးမယ်။ဆရာယူရမယ်နော်။ယူမှာပေါ့ထွန်းစော်ရလက်ဆောင်ဆိုတာတံပိုးရှိတာဖြစ်စေမရှိတာဖြစ်စေယူတဲ့ယူရမယ်ရာမငင်းကောင်းတဲ့ရာကွာပြီးဘာလက်ဆောင်ပေးမှာလဲပြော။တကယ်တော့ကျွန်တော်ကဟာတဲ့တရောပြောလိုက်တဲ့ခါမှတူအမြဲလွယ်လေးရှိတဲ့စစ်လွယ်အေးလေးတဲ့မှာပစ္စည်းတစ်ခုကိုထုတ်ယူလိုက်ပြီးတော့ခွင့်ပြုနော်ဆရာ။ တို့ကဲ့သို့ဆိုကောင်းကျွန်တော်ရဲ့လက်ကိုဆွဲယူပြီးလက်ဆွဲတစ်ခု လာဆွဲပေးပါတယ်ထွန်းစောလာဆွဲပေးတဲ့လက်ဆွဲမှာရွှေမဟုတ်ပါဖြူလော့လော့စင်ဆွဲလက်ဆွဲလေးပဲဖြစ်ပါတယ်ဟာဆရာလည်းနဲ့နေတော်ပဲပြုဒါစင်မန်ဆွဲဆရာရဲ့အင်မတန်မှအစွမ်းထက်တာဗျစင်မန်ဆွဲရရင်စင်သမားတွေတိတ်ကိုတန်ဖိုးထားကြတာအရန်ကိုအစွမ်းထက်လို့လေငွေဘလောက်ပဲပြပြမရောက်ရဘူးဗျရခဲ့လာတဲ့ပစ္စည်းတွေမျိုးပေါ်ဆရာရဲ့ ကျွန်တော်ကလက်မလာဆွပြီးတဲ့စင်ကြယ်လက်ဆွလေးကိုကန်ကြည့်ရင်ထွင်းစော်ပြောပြတာများကိုနားထောင်နေမိတယ်။စင်ကြယ်ဟာအင်မတန်အစွမ်းထက်တော့လက်မတော့အမြင်နဲ့ဆွမထားတဲ့မူအိတ်ထဲဆောင်ထားရင်ရပါတယ်။ပြယောဂမျိုးမျိုးကိုရေစိမ်ပြီးတော့တိုက်နိုင်နေ။ကိုယ်ပေါ်ကိုအတိုက်ခတ်လုပ်သေးတယ်ရှိရင်လက်မဆွထားရင်ရန်အားလုံးအောင်နေဆရာရဲ့အဲ့တခုတော့ရှိတယ်ဗျ။ဘာသာရေးကိုတော့အထူးလေးထားရမယ်။အဲ့လိုလေးထားမယ်ဆိုရင် စီးပွားဥစ္စာတိုးတက်တဲ့ကိုကျန်းစီသမျှအောင်မြင်တယ်။ဟိုဒီနေ့ကကျွန်တော်စင်ကြီးဒေါသဖြစ်ပြီးတုံးကြီးကိုဝင်အောင်တာတုံးမှာပိတ်ကျန်းခဲ့တဲ့အဆွေကိုစီရွတ်တွေလက်ဆောင်ပေးဖို့အခုလိုလက်ဆွေဖြစ်အောင်ကျွန်တော်လှုပ်လာခဲ့တာ။အင်းမင်းလက်ရာကတော့ရှေ့ပါပဲငါမြန်နိုးပါလေ။ဒါပေမဲ့ရှားပါပြည့်စီကိုငါယူရမှာစိတ်ထက်တမျိုးဖြစ်နေတယ်ကွာ။အရင်ကလည်းစင်မီလက်စစ်လေးတွေပေးထားတာပဲ။မျိုးကတော့ပူကောင်းနေဆိုတော့ အပြူရောင်ဆင်ပြီးလက်ဆွေလေးတွေမင်းပေးထားပြီးပြီပဲဒီဆင်ကျွယ်လက်ဆွေကိုတော့မင်းနဲ့ရှိနေတဲ့နယ်လို့ငါစဉ်းစားနေပြီတဲ့ကွာဟာဆရာရဲ့ကျွန်တော်တို့လည်းတကွင်းရထားတယ်ဆရာစိတ်ရှင်းရင်းသာလက်ခံပါဆရာရဲ့တုတ်ကဲ့သို့ထွန်းစော်ကဝမ်းသာအားရပျော်ပြားတယ်ထွန်းစော်ထမ်းမှလက်ဆောင်ရခဲ့တော့ဆင်ကျွယ်လက်ဆွေလေးကိုအမြတ်တနုကိုနဲ့မကွာကျွန်တော်ဆောင်ထားလိုက်ပါတယ်ထွန်းစော်ပေးခဲ့တဲ့ဆင်မကျွယ်လက်ဆွေလေးမှာတကယ်ပဲ ထူးခြားအစွမ်းထက်တာကိုလက်တွေ့သိခဲ့ရတယ်။အဲ့ဒီလက်ဆွဲလေးကိုလက်မမြဲဆွဲထားပါကစိတ်သက်ခွင်အားများအလိုလိုပြည့်လာပြီးယုံကြည်မှုများနဲ့လုံခြုံနေသလိုခံစားရတယ်။မိမိနဲ့အခြေတင်စကားပြောဆိုရရင်တစ်ဖက်လူမောင်းမျက်လုံးချင်းဆိုင်ပြီးတော့မကြည်ဝင်တော့အပြင်အန်တုပြီးတော့မပြောဆိုနိုင်ကြပဲကိုလိုရကိုလွယ်ကူစွာပြောဆိုပြီးတော့ပြီးမြောက်လေးရှိခဲ့တယ်။မြည်တည်နေအောင်မြည်တည်ဒေတာပဲရောက်ရောက်လူများရဲ့အထုတလဲအတိမတ်ပြု အလီပီချင်းကိုခံရသလိုချစ်ခင်သူများနဲ့တော့စုံစည်းရတာကိုကျွန်တော်တတိထားမိတယ်။စင်မဆွေလက်ဆွေလေးကိုဝတ်ဆင်ထားမယ်ဆိုရင် အထူးတတိပြုရမယ့်အချက်ကိုလည်းသိရှိလာခဲ့တယ်။အဲ့ဒီချက်ပေါင်းစိတ်ခံမသိဖြစ်လို့စိတ်ဆူဒေါသဖြစ်လာပြီးဆိုရင်ကြောက်လန့်စိတ်များကင်းသွားပြီးကုတိလက်ရောက်ပြုမှုလိုစိတ်များဖြစ်ပေါ်လာလိမ့်ရှိတယ်။ကြိုက်တဲ့တဲ့ခွေဟောင်းတော်မဟောင်းမမြင်ရင်တော့ထွက်ပြေးဖို့ကြိုးစားကြတယ်။ခွေးရှင်တွေအံ့ဩကြကုန်တယ်။ တခြားအစွမ်းထက်တာများကိုစိတ်တို့ကျွန်တော်ရေးမပြတော့ပါဘူးအဖေကြောင့်ဆိုတော့မကောင်းတဲ့ဘက်မှာသုံးဆွဲမှာဆိုတော့ကြောင့်ဖြစ်ပါတယ်စာဖတ်သူများအနေနဲ့စင်မဆွဲရရှိပါက အစွမ်းထက်လို့ဘောသာရေးကိုအထူးလေးထားကျင့်ကြံနေထိုင်ပြီးမွေးမြတ်တဲ့အတန်မွေးမှုနဲ့စင်မဆွဲကိုစောင့်ထားပါကမိမိလိုရှိရာကိုအောင်မြင်ပါကြောင်းရေးသားတင်ပြလဲရပါတယ်စာရေးသူဟုတ်ကဲ့ဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်စိတ်ဝင်စားပွဲ ထူးခြားဆန်းခြင်းကမ္မီယဖြစ်ရမန်ဇလန်ကောင်းလေးကိုဘာမီဟော်ရာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်အဆုံးထိလိုက်ပါအပေးနားဆင်ခဲ့တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်စာတစ်ပုဒ်ကိုနားထောင်ပြီးတာနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်တွေကိုညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နဲ့ပြီးတော့ comment မှာဝင်ရောက်ဆွေးနွေးညှင်းကုံသွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment တစ်ချောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ် ာပတ်ဖို့အတွက်အချိန်မပေးနိုင်အလုံးမားတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပါမီဟိုရာ channel လေးကနေထူးခြားဆန်းကျင်လိုဝဆန်းကျင်လက်တည်ရင်ဖို့ပေါ်လာလောကကံပြီးရောက်ယမတန်မူခင်ဖြစ်ရဲ့မဇလန်ကောင်းမြတ်စွာကိုနေ့စဉ်မပြတ်ရှာဖွေပြီးတော့မှဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ